်ခါပြောပြပေးခြင်းတဲ့အကြောင်းကအာ Netflix ကဖြည့်ရမှစီးတခုအာ series ဆိုပေမဲ့ကွာသူကอืมတခုနဲ့တခုအချိတ်ဆက်ရှိတဲ့ series တော့မဟုတ်ဘူးပေါ့เนาะသူကအမ် worst ex ever ဆိုပြီးတော့ဟိုဆိုလိုရင်းကတော့ဟိုဆိုဝါဆုံးဂျီစာဟောင်းဇနီးဟောင်းဒါမှမဟုတ်ခင်ပွန်းဟောင်းနေရဲ့အကြောင်းလေးတွေကို စုပြီးတော့တင်ဆက်ထားတာပေါ့နော်သူကအပိုင်း၄ပိုင်းရှိတယ်တစ်ခုနဲ့တစ်ခုကတော့အပိုင်းတစ်ခုချင်းစီကဒီဇလန်းတစ်ခုချင်းစီကိုကိုးစားပြုထားတာပေါ့ကွာအခုဒီ series ထဲမှာအဲ့ series ထဲမှာမှာငါကဒီ amber နဲ့ ban ဆိုတဲ့အဓိကဇက်လိုက်တွေပေါ့နော်တခြားဇက်လိုက်တွေလည်းရှိသေးတယ်သူတို့အကြောင်းကိုပြောပြချင်တာပေါ့ဒီဒီဇက်ဖြစ်ရမဇက်လန်းကိုဘာနဲ့သူက Netflix မှာပြတဲ့ခါကြာဘလို့ပုံစံမျိုးနဲ့အစားပြုထားလဲဆိုတော့ NG ဆိုတဲ့အမျိုးသမီးတယောက်ကိုအင်တာဗျူးနဲ့အစပြုထားတယ်။အဲ့ဒီ NG က Justin ဆိုတဲ့အမျိုးသမီးရဲ့တငယ်ချင်းပေါ့နော် NG ကတော့နည်းနည်းအဲဝဝနဲ့ဟိုလူဖြူအမျိုးသမီးပေါ့နော် Justin ကတော့သူပုံစံလူဖြူနဲ့ဟိုအော်အာဖရိအာအာဖရိကမဟုတ် Middle East ပေါ့နော်အရှေ့လေပိုင်းကအမျိုးသမီးတွေရဲ့ပုံစံလေးနဲ့ဆက်ထားတဲ့ပုံစံမျိုးလေးအဲ့မှာသူကအစပိုင်းမှာအဲ့ Justin က NG ကိုဖုန်းခေါ်တာပေါ့နော် ဖုန်းခေါ်ပြီးတော့သူကငါဆေးရုံသွားဖို့လိုနေပြီလိုနေပြီဆိုတဲ့ပုံစံမျိုးနဲ့ဖုန်းခေါ်ပြီးတော့မှဖုန်းကကျသွားတာကျသွားပြီးပြန်ခေါ်လို့မရတော့အမအန်ဂျီကသူကစိုးရင်တကြီးနဲ့အဲဒီဂျက်စတင်အင်ကိုတွားတယ်တွားတဲ့အခါကျလို့ရှိရင်သူကရောက်တဲ့ရောက်တော့ပုံမှန်ဆိုလို့ရှိရင်ဂျက်စတင်ကတကားတွေအကုန်လုံးပိတ်မထားဘူးပေါ့နော်သူတကားတွေအကုန်လုံးလော့ချထားတယ်ဆိုတော့သူကထူးဆန်းပြီးသူတကားခောက်တယ်ခောက်လို့မရတဲ့အခါကျတော့ထုတယ်ကွာထုပြီးတော့မေးတဲ့အခါကျတော့ဘာတမ်းမှပြန်မကြအောင် အဲ့လိုပြတ်မကြတော့သူကအရန်ဆိုးရင်ပြီးတော့တကားတွေတုံတုံတုံနဲ့ထူတယ်အဲ့အချိန်မှာသူအော်တန်ကြားရတယ်ပေါ့နော်ဟို Justin ရဲ့အော်တန်ကိုသူကူညီဖို့အော်တန်ကြားတော့သူကအရန်ကို panic ဖြစ်ပြီးတော့တကားတွေကိုထူတဲ့အချိန်မှာသူကရဲကိုဖုန်းဆက်အမ်ရဲကိုဖုန်းဆက်တော့အမှဖုန်းဆက်နေတဲ့အချိန်မှာပဲအဲ့လူတယောက်ကအဲ့တကားပေါက်ကနေပြီးတော့အဲ့ဟိုထွက်လာတဲ့ဟာကိုသူတွေးလိုက်တော့အဲ့လူက ban ဘန်ဆိုတာ Justin ရဲ့တငယ်ချင်းပေါ့နော်တငယ်ချင်းဆိုမှနည်းနည်းသူတို့နည်းနည်းရင်းနှီးရဲ့တငယ်ချင်းကွာအာဆိုတော့ထွက်လာပြီးတော့အဲ့လူကအဲ Justin ဘက်မှာလဲဘာညာသူမေးတဲ့အခါမှာဟိုမှာရှိရပေါ့နော်အဲအင်းထဲမှာအဲ့လိုပြောပြီးတော့ကွာသူကနေသူကားမောင်းပြီးထွက်သွား။သူကအဲ့အချိန်မှာအခန်းထဲဝင်သွားတဲ့အခါကျတော့အမတွေးတယ် Justin ကဟိုအချိန်နေကဆိုးဆိုးဝါးဝါသူတွေးလိုက်တဲ့အခါမှာအဲ့အချိန်မှာရဲတွေကရောက်လာဘာညာပေါ့ကွာသူကအဲ့လိုမျိုးနဲ့ဇလန်းကိုစတာလား ဲ့ဒါက Justin နဲ့ Angie ရဲ့အကြောင်းနောက်တစ်နေရာကျတော့ Amber ဆိုတဲ့အမျိုးသမီးတယောက်ကိုသူတို့ကမိတ်ဆက်ထားတယ်။ Amber ကအဲသူကတော့ American African လူမဲ့အမျိုးသမီးလူပဲ။သူကလည်းချော်ချော်လေးဟိုမျက်နှာရှိရှိလေးနဲ့ဟိုတော်တော်လေးနဲ့သူကအဲသူက Ben ဆိုတဲ့အမျိုးသားအဲ့အဲသူ့ရဲ့နာမည်ပြည့်စုံအောင် Benjamin Foster ပေါ့နော်။သူက Ben ကိုတွေးခဲ့တာ2012ခုနှစ်မှာ ူတို့အလုံးတူတူလုံးတဲ့စားတောက်ဆိုင်တစ်ခုမှာတွေ့တာပေါ့နော်အဲ့ဒီအချိန်မှာဘန်ကဘားတန်တာရဲ့ assistant လုပ်နေတယ်အဲ and အဲ amber ကကြတော့သူကအမှသပွဲတို့ပေါ့နော်အမှလုပ်နေနေတွေ့တော့ဘန်ကအရန် nice ဖြစ်တယ်ဘန်ရဲ့ပုံစံကိုပြောရမယ်ဆိုရင်သူကအရက်ရှိရှိထောင်းထောင်းမောင်းမောင်းဟိုအရင် nice ဖြစ်တယ်ကွာအေးအေးဆေးဆေးလေးပြီးတော့ဟိုသူအဲ့ဒီဘန်ရဲ့တချို့ပုံစံလေးတွေကဟိုအဲ့ဒီသမီးရှိရှိနဲ့ဆိုရုတ်တရက်ဆိုရင်ဟိုလေအမ် တွန်ခရုနဲ့ဆင်းတယ်လို့လို့အဲ့လိုမျိုးချော့ချော့ပေါ့ကွာအဲ့လိုပုံစံမျိုးလေးအဲ့တော့ဟိုသူတို့နှစ်ယောက်အဲ့မှာစဒိတ်ကြရတယ်ပေါ့နော်တစ်နှစ်လောက်ဒိတ်ပြီးတဲ့ခါကျတော့သူတို့နှစ်ယောက်အတူတူနေကြအောင်နေကြတဲ့ခါကျတော့ဘမ်ကအရင် nice ဖြစ်တယ်သူတနည်းရရသွားပြီဆိုလဲသူ့ကို note ကလေးတွေချန်ထားပြီးတော့ I love you လို့ပါတော့အဲ့လိုမျိုးပုံစံလေးပေါ့နော်အဲ့လိုမျိုးနေလာရင်းနဲ့မှဟိုအမ်ဘာရဲ့စိတ်ထဲမှာဘန်ကိုစပြီးတန်တရားဖြစ်လာတာဘယ်ချိန်မှလဲဆိုတော့အမ်ဘာကသူ့ရဲ့အရင်ရီးစားဟောင်း အဲ့ရေးစားဟောင်းကနိုင်ငံခြားသားပေါ့နော်သူကအမေရိကန်မှာခြေချနေတိုင်းမူစူးစမ်းနေတော့အမ်ဘာကကူညီပေးတာကူညီပေးနေတဲ့အချိန်ဆိုရင်အဲ့ဘမ်ကလုံးဝမကြိုက်ဘူးသူရေးစားအောင်အရန်ကို jealous ဖြစ်တာပေါ့နော်အာဒါပေမဲ့အဲ့ဒီအချိန်အဲ့နောက်ပိုင်းမှာပြန်တီးရအမ်ဘာပြန်တီးရတာကြတော့ဘန်ကအဲ့ဒီအချိန်မှာတည်းကသူရီးစားဟောင်းတယ်လေအမ်ဘာရဲ့နောက်ွယ်မှာဆက်သွဲနေတာအဲ့လိုပုံစံမျိုးအဲ့တော့ ဘန်ရဲ့ပုံစံကိုပြောရမယ်ဆိုရင် तू ကဟိုလူတွေအများကြီးနဲ့ကြောကြောနောနောနေရတာကိုမကြိုက်ဘူး။ तू ကနေ तू အေးဆေးဆေးနေတာလည်းများတယ်။ तू ကဒါပေမဲ့ဟို outdoor activities တွေဘာတွေကို तू ကြိုက်တယ်။ဟိုလက်နက်တွေဘာတွေပြပွဲတို့ဘာတွေကိုလည်းကြိုက်တယ်။ဓာတ်တွေစုရတာကိုလည်းကြိုက်တယ်။အဲ့လိုပုံစံမျိုးပေါ့နော်။တခါကျဓာတ်တွေနဲ့တယောက်တည်းဟိုကစားနေတဲ့ပုံစံမျိုးပေါ့နော်။ကစားရဲဆိုတာဓာတ်တွေကိုဟိုခလေးတွေကစားတာမျိုးတော့မဟုတ်ဘူးပေါ့နော်။အဲ့လိုပုံစံမျိုးကွာ तू ရဲ့ဟာအဲ not တနေရာမှာသူနည်းနည်းပို့ပြီးတော့စိုးရင်လာတာကဘန်ကလေအဲ့ဓာတ်တွေကိုကစားနေနေဟိုဟိုအမ်ဘာရဲ့ level ကိုလှီးမဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးစသလိုနောက်သလိုမျိုးအဲ့လိုမျိုးတွေရှိလာအဲ့လိုနဲ့အဲတနေ့နှစ်နှစ်လောက်အတူတူနေလာတဲ့အခါမှာတနေ့ကျတော့ဟိုအမ်ဘာကနေပြီးဘန်ကိုပြောတာငါနင့်ရဲ့အမ်အစ်တီဝယ်ထားတဲ့တနက်ကုန်ကလှုပ်ပလိုက်ပြီပေါ့နော်အဲ့လိုပြောတဲ့အချိန်မှာဟိုဟာလေသူ့ကိုလက်သီးနဲ့ထိုးတာ ထိုးတာပေါ့နော်လက်ကြီးနဲ့ထိုးတာလားပါချတာလားမသိပါဘူးသူကအဲ့မှာစပြီးတော့လက်တီပါလာတော့ကွာတယောက်နဲ့တယောက်အဲ့ဒီမှာအမ်ပါအရန်လန်သွားပြီးတော့သူကရဲကိုခေါ်တာပေါ့နော်ရဲကိုခေါ်တော့ရဲကိုခေါ်ဖို့ကြိုးစားရဲကလည်းဟိုလာတယ်ကွာလာပြီးတော့သူ့ကိုဖမ်းတယ်ဖမ်းပြီးတော့လဲ community service နဲ့ counseling ပေးပြီးတော့ပြန်လှုပ်လိုက်တာပဲဒါပေမဲ့အမ်ပါအဲ့ဒီအချိန်မှာစပြီးတော့အဲဘန်နဲ့သူအတူမနေတော့မပေါင်းတော့ဘူးပေါ့နော်အော် ဒါပေမဲ့အမ်ဘန်ကအဲ့ဒီနောက်ပိုင်းမှာပဲစပြီးတော့သူ့သူ့နောက်ကလိုက်တာပေါ့ကွာသူဘယ်သွားသွားနောက်ကလိုက် stalking လုပ်တဲ့အဆင့်ထိရောက်လာအဲ့နဲ့2015ရောက်လာတဲ့အခါကျတော့အဲ့ဒီရမ်းမိုးတွေရွာနေတဲ့တနေ့မှာအဲ့ဒီအမ်ဘာကအလုတ်ကနေအိမ်ကိုပြန်လာတယ်ကားထဲမှာပဲသူရှိသေးတယ်အဲ့မှာသူ့အိမ်ရှိမှာ ဘန်ကကားတစ်စီးနဲ့ရောက်လာပြီးတော့သူ့ကိုအော်ကြီးဖြစ်တယ်နဲ့နင်ကားရဲကထွက်လိုက်အခုချက်ချင်းထွက်လာပါ냐သူအရန်အဲ့ဒါနဲ့အမ်ဘာအရန်ကြောက်ပြီးသူကားရဲကမထွက်ဘူးကားရဲကမစင်းမဲနဲ့အကြာကြီးပဲကားရဲမှာထိုင်နေရောအဲ့လိုထိုင်နေပြီးတော့သူသူသူကလည်းပြောတာပေါ့နော်အဲ့ဒီဘန်ကိုနင်အခုချက်ချင်းထွက်သွားပါ냐ဆိုတော့နောက်ပိုင်းညာဘန်ကကားမမီသူဟာသူထွက်သွားတော့ထွက်သွားတော့သူစောင့်ကြည့်နေသေးတယ်ဘန်တကယ်ထွက်သွားမသွားပေါ့နော်အဲ့တော့အော်သူ15မိနစ်လောက်စောင့်ကြည့်နေပြီးတော့မှအော်သူတကယ်အဲ့ဒီဘန်ကတကယ်ထွက်သွားပြီဆိုတော့မှသူက အာအိမ်ထဲကိုဝင်လာတာအိမ်ထဲကိုဝင်လာတဲ့အချိန်မှာအဲအိမ်ထဲဝင်လာတဲ့အချိန်မှာတခါလေသူကအဝတ်စားလဲမယ်ဆိုပြီးတော့ဟိုဝတ်ပြီးလို့ရှိမှရက်နေတဲ့အချိန်မှာဘန်ကနောက်ကရောက်လာပြီးတော့သူ့ကိုကွာအမဆပြီးနှိပ်ဆက်တာပြီးတော့တစ်ချက်မှသူ့ကိုဓာတ်နဲ့ဟိုလိုမျိုးလှမ်းပြီးမျက်နှာကိုဓာတ်နဲ့ဟိုဟိုဟိုကလီးတယ်လိုမျိုးပေါ့နော်အဲ့လိုလုံးမဲ့ပုံစံသူကလက်နဲ့ကာလိုက်တော့လက်မှာလည်းတွေးရီထွက် လက်ကိုဖြတ်မိသွားပါတော့သူကြီးထွက်ပြီးတော့အမှသူ့ကိုရိုက်နှက်ပြီးတော့သူ့ကိုအဲဂိုးတောင်ထဲခေါ်သွားတာဂိုးတောင်ထဲခေါ်သွားပြီးတော့အဲ့ဒီအချိန်မှာမှအဲအမ်ဘာကငါထွက်ပြေးမှဖြစ်မယ်ဆိုပြီးတော့အဲဂိုးတောင်ဂိုးတောင်တကားကိုဟိုဖြွင့်ပြီးတော့သူထွက်ပြေးရပါတော့ထွက်ပြေးပြီးတော့ရဲကိုတွားတယ်ရဲကိုတွားပြီးတော့ဟိုသူတိုင်တာပေါ့နော်ရဲကိုတွားပြီးသူတိုင်တော့ရဲကလည်းအမှန်တကယ် ဟိုသူ့ရဲ့နောက်ကျောင်းနေပါတယ်ကိုလည်းမစစ်ဘူးဩအဲ့ဒီအချိန်မှာရဲကသူ့အိမ်ကိုရောက်လာဩဟိုသူတို့နေတဲ့အဲ့ဒီအိမ်ကိုရောက်လာပြီးတဲ့အချိန်မှာရောက်လာတဲ့အချိန်မှာဘန်ကဘာလုထားလဲဆိုတော့သူ့သူ့မျက်နှာကိုသူ့ဟာသူဒဏ်ရာရအောင်လုထားပြီးတော့ဒါဟာအမ်ဘာလုတာပါဆိုပြီးတော့ခေါင်းမလေးကိုပြန်ဆွဆွဲတာဆွဆွဲရရဲကလည်းတေးချမစစ်ဘဲနဲ့အမ်ဘာကိုတခါတည်းဟိုထောင်ထောင်တော့မဟုတ်ဘောနော်အချင်းအဲ့ဒီချုပ်ထဲမှာထည့်ထားလိုက်ကော၁၈နာရီလောက်ကြာတယ်သူ့ကိုထည့်ထားတယ်နောက်ကြမှာတရားသူကြီးကတကယ်ကို စိတ်စိတ်ဆက်ဆက်နဲ့နောက်ကျောင်းနေဖို့တော့မှဒီတစ်ချိန်အဲ့အဘန်မှာ record ရှိပြီးသားဆိုတာသူတိသွားသူတိသွားတဲ့အချိန်မှာကောင်မလေးကိုပြန်လှုပ်ပေးလိုက်တယ်အမ်ဘာကိုပြန်လှုပ်ပေးလိုက်တဲ့အချိန်မှာအမ်ဘာကသူ့အိမ်ရောက်တဲ့အချိန်မှာကွာဟိုသူကြည့်လိုက်တော့သူ့ပစ္စည်းတွေအကုန်လုံးဟိုဘန်ကယူသွားတော့သူ့ရဲ့ဟိုဘာလဲအဲမွေးစင်းရင်းတွေရောပတ်စံအိတ်တွေရောအကုန်လုံးစာရွက်စာတမ်းတွေအကုန်လုံးဘန်ယူပြီးတော့ထွက်ပြေးသွား ဲ့ဒါအဲ့ဒါပေါ့နော်အဲ့ဒါက Amber ရဲ့အကြောင်းနောက်တစ်ယောက်ကြတော့2019ခုနှစ်မှာဘန်ကိုစပြီးတော့တီးခဲ့တဲ့ဂျေမီဆိုတဲ့အမျိုးသမီးသူကလည်းလူဖြူအမျိုးသမီးပဲအဲ့ဒီဂျေမီကဟိုဘန်ရဲ့ကြီးစားတော့မဟုတ်ဘူးဒါပေမဲ့ဘန်ကဂျေမီမှာခွေးလေးတစ်ကောင်ရှိတယ်ခွေးလေးနာမည်ကမာယာတဲ့အဲ့မာယာဆိုတဲ့ခွေးလေးကချစ်စရာလေးကွာသူကဟိုဟိုခွေးတိတိလေးဟိုဗာလဲဟိုဟိုကွာခေါင်းလေးခွေးလေးတွေကွာနင်ရောက်ရှင်ထဲမှာကြည်ပွင့်ကြည်ဘူးလေးမြဲ ဟိုပွားလေးတွေဟိုပွားမဟုတ်ပါဘူးကွာဟိုကလေးကလေးတွေကွာခွေးလေးအဲ့လိုမျိုးစူးစီးပေးထားတာတို့အင်ဂျီလေးချုပ်ပေးထားတာတို့အဲ့လိုအဲ့လိုခွေးချစ်စရာကောင်းတဲ့ခွေးလေးအဲ့ဒီဘန်ကအဲ့ဒီခွေးလေးကိုအရန်ချစ်ပြီးတော့ဟိုအမ်မာမရှိတဲ့အချိန်ဆိုခွေးကိုလာလာပြီးတော့ဟိုထိမ့်ပေးတယ်ပေါ့ကွာထိမ့်ပြီးတော့အမ်မာလည်းသူသူခွေးလေးနဲ့သူအဲ့ဒီအမ်ဟိုဘန်လေးကအရန်တခါစားတာဖြစ်တော့သူလည်းဟိုပေါ့ဟို သဘောကျတယ်ပေါ့နော်ဒါပေမဲ့သဘောကျပေမဲ့သူကသမီးကြီးစားတော့မဟုတ်ဘူးတငယ်ချင်းလိုမျိုးအဲ့လိုမျိုးဟိုဟိုပေါ့ဒါပေမဲ့အမ်အမ်ဂျေမီကသူကသတိထားမိတယ်ဟိုဘန်ရဲ့ပုံစံတိတ်ပြီးတော့ကွာဟိုနည်းနည်းတစ်ခါတလေကြာရင်ဟိုတွေ့တွေ့ဝေဝေငင်းငင်းငငိုင်းပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်နေရဲဆိုတာသတိထားမိတယ်အဲ့2019ခုနှစ်မှာပဲ အမ်အမ်ဘာပေါ့နော်ခုနပထမရေးစားအမ်ဘာစီကိုအဲ့ဒီဂျီမီအမ်ဘမ်ကပြန်သွားပြီးတော့သူကလေငါတောင်းပန်ပါတယ်နင့်ကိုငါအခုလိုလုပ်ခဲ့တာတွေအတွက်သူကအရင်သူ့မှာအပြစ်ရှိတယ်တောင်းနှောင်းပမာန်နဲ့ကွာသွားပြောတော့အမ်ဘာလည်းတကယ်ယုံပြီးတော့သူတို့နှစ်ယောက်အတူပြန်နေပြန်အောင်ပြန်နေတဲ့အချိန်မှာတနေ့မှကျတော့အဲ့ဒီဟိုဘမ်ကဟိုပေါ့နော်အမ် ဘန်ကသူ့ကိုကွာဟိုလေဘေးညစ်တာလေဘေးညစ်ဖို့ကြိုးစားပြန်အောင်အမစကားဟိုဘယ်လိုပြောရမလဲစကားတွေရံရံများနေတဲ့အချိန်မဟုတ်ဘဲနဲ့ကွာအဲ့လိုမျိုးလေဘေးညစ်ဖို့ကြိုးစားတဲ့အချိန်မှာမှသူကအဲ့အမ်ဘာကသူ့ရဲ့အဲသူ့ရဲ့ဟိုအခန်းသူ့ရဲ့အခန်းပထမတက်ဆိုတော့အဲ့အခန်းဗရင်းပေါက်ကနေခုံချပြီးတော့ထွက်ပြေးတာထွက်ပြေးတော့အဲအမ ကားတစီတွေ့တွေ့ရဲ့တွေ့တွေ့ချင်းကားတစီကိုလက်လှမ်းတားပြီးတော့ဗောအဲ့ကားနဲ့တစင်ရဲကိုဖုန်းခေါ်ပြီးတော့အမှားတင်ဟိုသူ့အိမ်ကိုရဲတွေကရောက်လာဗောနော်ရဲတွေကရောက်လာပြီးတဲ့အခါကျတော့ရှင်ရဲအဲ့ရဲတယောက်ကပြောတယ်နင်းဒီယောက်ျားကိုဘလူနီးနဲ့ဖြစ်ဖြစ်ဗောနော်သူဘလောက်ပဲတောင်းမှန်တန်းတော့ဆက်မတွေ့သင့်တော့ဘူးပေါ့ပြောပြီးတော့သူ့ကိုထောင်ထဲထည့်လိုက်ကောထောင်ထဲထည့်တယ်ဆိုတာအချုပ်ထဲဗောနော်အချုပ်ထဲထည့်တယ်ဆိုတာလည်းကြာကြီးတော့မဟုတ်ဘူးအဲ့လိုနဲ့2019ခုနှစ်အဲ့ဒီဇင်ဘာလကြာတော့ ခုနပြောတဲ့ခွေးလေးရဲ့ပိုင်ရှင်ဂျေမီရပေါ့ဂျေမီရဲ့အိမ်ကိုအဲ့ဒီဘန်ကတခါတည်းဟိုရောက်လာပေါ့နော်ရောက်လာတယ်ဆိုတာတခြားကြောင့်မဟုတ်ဘူးသူကအလုတ်ပြုတ်သွားတယ်အဲဆိုပြီးတော့သူမှအလုံးမရှိဘူးဆိုပြီးတော့ကွာအကူညီတောင်းတော့ဂျီမီကလည်းကူညီတဲ့သဘောနဲ့သူတို့နှစ်ယောက်က girlfriend boyfriend တော့မဟုတ်ပါဘူးဒါပေမဲ့ကူညီတဲ့သဘောနဲ့သူကသူ့အိမ်ပေါ်ကိုခေါ်တင်ထားလိုက်တာခေါ်တင်ထားတော့ ဟိုဘန်ကကွာတွေ့တွေ့ငင်းငင်းငိုင်းငိုင်းနဲ့ဘာအလုံးမှလည်းမလုပ်တနေ့တနေ့အိယာပေါ်မှာအချိန်ကုန်ပြီးတော့စိတ်တက်ကြနေတဲ့ပုံစံနဲ့အဲ့မှာဂျေမီကသူ့ကိုပြောတာပေါ့ဟဲ့နင်းရဲ့နင်းရဲ့ future plan ကဘာလဲငါနင်းကိုဒီချိန်လုံးတော့အိမ်ပေါ်မှာခေါ်မထားနိုင်ဘူးနင်းဘာလုံးမှလည်းအဲ့လိုမျိုးပြောတယ်တနေ့ကျတော့ तू အဲ့လိုပြောနေပြီးတော့ तू အခန်းထဲကထွက်သွားတာပြောနေရဆိုတာဟိုနင်းမဲငါစပြောတာမဟုတ်ဘူးတငယ်ချင်းချင်းချင်းဟဲ့နင်းဘာလုံးမှလည်းငါအိမ်မှာတော့အဲ့လိုပုံစံမျိုးနဲ့ပေါ့နော် အခန်းထဲကထွက်သွားတဲ့ချိန်မှာသူ့ကိုနောက်ကနေပြီးတော့ဆွဲပြီးတော့ဟိုကျမ်းပြင်ပေါ်တွန်းချတာကွာတွန်းချတဲ့ချိန်မှာအမရင်ဂျီမီကအရန်အံ့ဩသွားတာသူဘာလုပ်တာလဲပေါ့နော်ဟိုဆိုပြီးတော့အမအဲ့လိုနဲ့တဖြည်းဖြည်းစခဲ့တာစတယ်သူ့ကိုရိုက်တယ်ဒါပေမဲ့ဂျီမီကလေသူကသူ့ငယ်ချင်းတွေလည်းမပြောရဲသူများလည်းမပြောရဲဘူးတော့ဘာလို့သူရှက်လို့ရှက်လို့ဆိုတာဟိုဟိုသူတနာလို့ခေါ်တင်ထားတဲ့လူကသူ့ကိုဒီလိုမျိုးနှိမ့်ဆက်နေရဲဆိုချက်လို့အဲ့ဒါနဲ့သူကဘာလုပ်လဲဆိုတော့อืม သူအဲ့ဒီယောက်ျားနဲ့သူတိန်ထဲမှာမနေချင်တော့ဟိုဟိုတယ်တွေဘာကြီးမှာတွားတွားအိတ်ထင်ညာပဲတည်ဆိုရင်လေ week days တည်ဆိုလို့ရှိရင်ဒါပေမဲ့ weekend ကျတော့သူတွားအိတ်လို့မရအောင်ဆိုဟိုတယ်တွေကအရန်ဈေးကြီးအောင်အာအမှပြီးတော့အဲ့ဒီဘန်ကနေပြီးတော့သူကအရာ paranoia တွေဖြစ်ပြီးတော့လေအဲလူတွေကသူ့နောက်ကိုလိုက်လာတယ်လို့အဲ့လိုအဲ့လိုမျိုးတွေပေါက်တကယ်ရရှောက်သွားတာအဲ့နဲ့နောက်ဆုံးကျကောင်မလေးကဂျီမီကမဖြစ်တော့ဘူးငါသူ့ကို time မှဖြစ်တော့မယ်ဆိုပြီးတော့တိုင်တဲ့အခါကျတော့ အမဟိုတရားသူကြီးကသူနဲ့ဝေးဝေးနေဖို့အမိန်ထုတ်လိုက်တယ်ပေါ့ကွာဝေးဝေးနေဖို့အမိန်ထုတ်တဲ့ခါကျတော့လေအဲ့ဒီအမိန်ကိုဘန်ရဲ့လက်ထဲကိုရဲတွေကတွားပေးတဲ့အခါကျတော့ဟိုဘယ်လိုပြောရမလဲအဲ့အဲ့ဒီဂျေမီရဲ့အိမ်ကိုတကားခောက်တယ်ကွာတကားခောက်တဲ့အခါကျတော့ဘန်ထွက်မလာဘူးထွက်မလာတော့ဟိုသူတို့အဲ့အမိန်ကြီးကိုသူတို့တကားတဲ့တကားအောက်မှာပဲထိုးခဲ့တာဒီလားထိုးခဲ့တော့ ဂျေမီကအမှန်တကယ်ပြန်မဝင်ရဲဘူးမဝင်ရဲလို့ဒီလိုတိုင်ကမှရဲတွေကလည်းထိတိတိအောင်မလုပ်တဲ့အပြင်တကားအောင်မှာပဲထိုးခဲ့တော့အဲ့ဒါနဲ့ပဲဟိုသူကခဏစောင့်ကြည့်ပြီးသူ့အိမ်ကိုသူပြန်ဝင်တဲ့အခါကျတော့အမဂျေမီကဟုတ်ပါဘူးအဲ့ဒီဘန်ကနေပြီးတော့သူ့ကိုလေဟိုဘယ်လိုပြောရမလဲသူ့အိမ်မှာပဲသူ့ကိုသူချုပ်ထားလိုက်တာပေါ့ကွာချုပ်ထားတယ်ဆိုတာအပြင်ထွက်ဖို့မရဘူးဘယ်သူမှလည်းမဆက်သွယ်ရဘူးဟိုသူ့ကိုလည်းနှိပ်စက်တာပေါ့ကွာဥပမာဆိုလို့ရှိရင်အဲအဲ့ဂျေမီအိတ်နေတဲ့အချိန်မှာ ဟိုဘန်ကသူ့အပေါ်ကနေခွာဆီးပြီးတော့ဟိုသူ့ရဲ့စပင်းတွေကိုရိတ်လိုက်တာကွာကရုံးဖြည့်အောင်ရိတ်လိုက်တာလို့အဲ့လိုမျိုးကွာဘန်ဒူနဲမှလည်းအဆက်အသွယ်မရှိတဲ့မဲ့သူတို့တွေနဲ့ခွေးတကောင်နဲ့အခန်းအခန်းနဲ့ပါပဲအဲ့အနေပဲ2019ထားပါ2019ခုနှစ်ပေါ့အဲ့မှာလောက်တာ2019ခုနှစ်ပေါ့နော်ဂျီမီကိုအဲ့လိုသူ့အိမ်မှာပဲသူဖမ်းထားပြီးတော့အမှန်16ရက်နေ့16ရက်မြောက်နေ့လဲကြာတယ်ကြာအမှသူတို့မှာစားစရာကြီးလည်းမရှိတော့ဘူးရေးသေးလည်းမရှိတော့ဘူးဖြစ်ချင်တော့အဲ့ဒီဂျီမီရဲ့ ကတ်ကလည်းဘန်ကတ်ကလည်းအလုံးမလုံးတော့တဲ့ခါကျဂျေမီကမာယာစားစရာအစားတောက်လည်းမရှိဘူးငါတို့ဟိုပေါ့နော်စားတောက်ဆိုင်ဟိုပေါ့ဟိုဘန်ကတ်ကလည်းအလုံးမလုံးတော့ငါတို့သွားပြီးတော့အပြင်ထွက်ပြီးတော့ဈေးဝယ်မှာဖြစ်တော့မယ်ဆိုတဲ့အချိန်မှာအဲသူတို့၃ယောက်အပြင်ထွက်ပြီးဈေးဝယ်တယ်ဈေးဝယ်တဲ့အချိန်မှာအမဂျေမီကဒါသူ့အတွက်အခွင့်အလမ်းကောင်းမဲ့ဆိုပြီးတော့ထွက်ပြေးရ ထွက်ပြေးပြီးတော့နောက်ဆုံးထားပါတော့ဆေးရုံရောက်တော့ရဲကွာဆေးရုံရောက်တော့အဲ့ဆေးရုံကသူနာပြူဆီယာမားကအာဖုန်းခေါ်တော့ရဲတွေကလာရောရဲတွေကလာတော့အမဂျီမီကအမှန်တကယ်ရဲကိုလည်းမယုံရဲဘူးဒီလားသူခံရတာကိုပထမဆုံးရဲကသူရဲကိုတိုင်ပေမဲ့ဘာမှဖြစ်ဖြစ်မမမဖြစ်တော့နောက်ပိုင်းကျမှထားပါတော့အဲ့ရဲတွေကဟိုငါတို့ယုံလို့ရပါတယ်နင်တို့ဘာတွေကူညီပေးရမလဲဘာညာပြောတော့ သူ့ရဲ့ဖြစ်ချောင်းကုန်စည်ကိုပြန်ပြောတော့မှအမရဲတွေကသူ့အိမ်ကိုတွားတယ်ဟိုအမှုခင်းနေပါလေစေချာစစ်ဆေးပြီးတော့မှဂျေမီကိုမှထောင်ထဲထည့်လိုက်ကောပေါ့ကွာထောင်ထဲထည့်တဲ့အခါကျတော့လေအဲဘယ်လိုပြောရမလဲနှစ်နှစ်ပဲထောင်ထဲမှာနေရတယ်ပြီးလို့ရှိရင်သူတခြားဟိုရှော့ရဲပေါ်ရဲနဲ့တခြားဟိုပေါ်တော့ဖိုင်းနေပါလေတက်ပြီးတော့နှစ်နှစ်2021ခုနှစ်အောက်တိုဘာလမှာအဲ့ဒီဘန်ကထောင်ထဲကထွက်လာအဲ့ဒီအမ်ဘာက तू က ဂျေမီအမ်ဘာအရင်ကြီးစားဟောင်းအမ်ဘာကအဲ့ဒီဘန်ရဲ့အကြောင်းတွေအကုန်လုံးကိုတီဗီမှာမြင်နေတော့အကုန်သိရသူလန့်နေတော့တော့ဘဲတော့တော့သူကအဲ့ဒီတစ်ချိန်မှဟိုဟိုဘန်ကနောက်ကနေပေါ်လာပြီးသူ့ကိုပေါ်တော့ဟိုအနောက်ရှက်ပေးမလားရိုက်မလားနှက်မလားဆိုတော့သူအဲ့လိုပုံစံမျိုးနဲ့နေရတာပေါ့နော်အဲ့ဒီလိုနဲ့2023ခုနှစ်ဇန်နဝါရီလမှာကြတော့အဲ့ဒီ Justin ကုနကငါဒီ story အစမှာပြောခဲ့တဲ့ Justin နဲ့ Angie နဲ့ပေါ့နော်အဲ့မှာ Justin ကိုဟိုဘန်ကအဲ့အိမ်ထဲမှာရိုက်နေပြီးတော့တကယ်ကိုဟိုလေဘင်းနေလဲညှိကျိုးနေတဲ့တော့အဲ့လိုမျိုးလုပ်တော့ Justin ကကုနကဟိုဆေးရုံပေါ်မှာရောက်နေတာဆေးရုံပေါ်မှာကိုမာနဲ့ရောက်နေတာပေါ့နော်အဲ့ဒီ Justin ကဘာဖြစ်လို့ ဟိုကိုမာနဲ့စေးရုံပေါ်ရောက်လဲဆိုတော့အမှန်တကယ်သူရီးစားတော့မဟုတ်ဘူးရီးစားမကြပါတော့ဘာလို့ဆိုလို့သူတို့နှစ်ယောက်ဟန်းအောင်လုပ်တာနှစ်နှစ်လပဲရှိသေးတယ်သူကစားတောက်ဆိုင်တစ်ခုမှအလုပ်တူတူလုပ်တယ်အဲ့လိုဘားတန်တာပေါ့နော် Justin ကပြီးတော့အဲ့ဘန်ကအရန် nice ဖြစ်တယ်သူတို့စကားတွေဘာကြီးပြောရင်းနဲ့အဲ့လိုမျိုးဟိုခင်မင်သွားရယ်ပေါ့ကွာခင်မင်သွားတဲ့အချိန်မှာ Justin ကဘာလို့တတိထားမိလဲဆိုတော့တနေ့ကျတော့ Ban ကသူနဲ့ Angie နဲ့ Justin နဲ့ Angie နဲ့ရှိနေတဲ့နေရာကိုလာပြီးတော့ ဟိုဘာလဲစီစီစံပတ်တောင်းတာကွာစီဆိုတာဟိုအဲ့လိုမျိုးဟိုပေါ့နော်အဲ့ဒါဆိုတော့ Justin က तू ကနည်းနည်းတန်တရားဖြစ်သွားတာတကယ်လို့စီးရပါလေကွာဟိုစံပတ်တောင်းတယ်ဆိုတော့ဟာကဟိုတကယ်ဟိုဥပဒေနဲ့တခုခုပတ်သက်ပြီးတော့ဥပဒေနဲ့မလွတ်တဲ့လူတွေမှာလုတ်တဲ့အလုပ်ဆိုတာကို Justin ကနည်းနည်းတွေးမိသွားတော့ तू ကအဲ့ဒါနဲ့ပဲဘန်ရဲ့နာမည်နဲ့ तू က online မှာ ခောက်ရှာကြည့်တော့မှ तू ကဘန်ကအရင်တော့အမျိုးသမီးတွေကိုနှိပ်ဆက်ပြီးတော့ထောင်ကြဘူးတဲ့ဘာညာဆိုတဲ့ဟာတွေအသက်ကုန်အဲ့ဒီဇလန်းတစ်ခုလုံး तू ကတိသွားတာတိသွားတော့ Justin ကသူတို့ရဲ့အလုရှင်ကိုဘန်အကြောင်းပြောလိုက်တာပြောလိုက်တဲ့အခါကျတော့မှအလုရှင်ကဘန်ကိုအလုကထုတ်လိုက်တယ်အဲ့ဒီထုတ်လိုက်တာဟာ Justin ကြောင့်မှဆိုပြီးတော့ဘန်က Justin ကိုနှိပ်ဆက်တာ သူ့အိမ်ကိုလာပြီးတော့အဲ့လိုဂျိုက်နှက်ပြီးတော့ကြိုးတွေတော့သူကကိုမရပြီးတော့အဲ့ဒီဆေးရုံရောက်တဲ့အထိအဲ့လိုမျိုးဖြစ်သွားဖြစ်သွားတဲ့အချိန်မှမှဟိုသူအဲ့ Jasmine ရဲ့တငယ်ချင်း Angie ဆိုရင်သူကသူ့တငယ်ချင်းကပြန်ပြီးတော့အသက်ရှင်လာမယ်လို့တော့မထင်ဘူးတော်တော်လေးဆုပ်ဆုပ်ပြက်ပြက်နဲ့ဟိုဆုပ်ပြက်တတ်အောင်ရိုက်ခဲ့တာပေါ့နော်အဲ့ဒီချိန်မှမှရဲတွေကစပြီးတော့အဲ့ဒီဘန်ကိုဖမ်းဖို့စတာပေါ့နော်ဘန်ကလည်းစပြီးတော့အဲ့ဒီချိန်မှထွက်ပြေးနေပြီ အဲ့ဒါနဲ့ဘန်ရဲ့မိဘတွေကကျတော့ဟိုရဲတွေနဲ့ပူးပေါင်းနေပေါ့ကွာသူကဘန်ကအဲ့ထွက်ပြေးနေတော့အော်ဘယ်ရီထွက်ပြေးနေရသူ့ရဲ့လမ်းကြောင်းဖုန်းလမ်းကြောင်းတွေပါရဲတွေလိုက်တော့အော်သူ့မိဘန်ကသူ့မိဘတွေနဲ့ရင်းနှီးတဲ့အမျိုးသမီးတယောက်ဤမှာတွားပြီးတော့ခဏပုန်းနေပြီးလို့ရှင်အဲ့ရနေတဆင်သူတို့လွတ်သွားတယ်နောက်ဆုံးကျတော့ဘန်ကအဲ့ဂျက်စတင်ရဲ့အိမ်အောက်မှာတွားပုန်းနေတာ သူလိုင်းလိုင်းနဲ့ရဲရဆရသွားပေါ့နော်လိုင်းသွားပုံနေနေသူတို့တွေကအဲ့မှာအဲ့ Justin AO wine ပြီးတော့ဘန်ကိုထွက်လာဖို့ပြောတာပေါ့နော်နောက်ဆုံးကျတော့တူတူပြောမယ်ဆိုရင်တော့အဲ့ဘန်ကသူ့ကိုသူတတ်သေးသွားတာအဲ့ပုံနေနေမှာလीတနတ်နဲ့သူဟာသူဖြစ်တတ်ပြီးတော့တေးသွားတာပေါ့နော်တေးသွားပြီးတော့အဲ့လိုနဲ့ပဲစတဲ့င်းသွားအဲ့တော့ဇလန်းကတော့ဒီလောက်ပါပဲဒီတပတ်ဇလန်းကတော့လीဒီဟာကဒီခုနပြောတဲ့ worst eggs ever ဆိုတဲ့ series ရဲ့ဇလန်းတစ်ပုဒ်ပေါ့နော်အဲ့တော့ဒီတစ်ပတ်ပြောချင်တဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲတငင်းချင်းရင်နောက်တစ်ပတ်မှပြန်ဆုံမယ်နော်တတ်တာ